ဆက်လက်ပြီးတော့ဆီကျွတ်သွေးကျူယောဂမှာကျွန်တော်အစပြောသလိုပေါ့နောက်ဆက်တွဲယောဂများကာကိုရေးအတွက်အအရေးကြီးတာဖြစ်တဲ့အတွက်သွေးကျူတခုတည်းစောင့်ကြည့်လို့မကဘူးကျန်တဲ့စောင့်ကြည့်ရမယ့်အချက်တွေလည်းရှိသေးတယ်เนาะအဲ့ဒါတွေကိုများဘယ်လိုပေါ့အခြားစောင့်ကြည့်ရလူသေးတဲ့အချက်တွေ monitoring လုပ်ဖို့လိုတဲ့အချက်တွေကိုလည်းအဆွေးနွေးပြပါဦးလို့ဘမကတော်ဆန်းဆန်းဝင်းကိုကျွန်တော်အမြတ်တရရက်ခံလို့ပါတယ်ကျွန်မကျွန်တော်တို့ဆွေးနွေးပြပါဦးခင်ဗျ ကဲပါဆရာကြီးရှင်အင်းကျမတို့ပြောမယ်ဆိုရင်တော့စီချိုမျိုးစားနှစ်စီချိုတွေအဓိကပါဗောနော်ဝါတဲ့လူတွေမှာဖြစ်ကြပါတယ်ဒါအပြင်စီချိုဆိုတာအမြဲတမ်းသူဟာတစ်ခုတည်းမနေပါဘူးစီချို ွေးတိုးနှလုံးဒါတွေအများတန်းတွဲပြီးနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့စီချိုသမားလူနာတွေအတွက်ဆိုရင်ကျမတို့ကစီချိုကြအောင်တခုတည်းလုပ်နေလို့မရပါဘူး။အဲ့တော့သူ့ရဲ့ကိုယ်လေးချိန်ကိုလည်းချောချရမယ်ကိုလေးချိန်ကိုမတအောင်ထိန်းရမယ်။နောက်သူသွေးတိုးရှိနေလားအဲ့ဒါကိုလည်းသွေးတိုးထိန်းရမယ်။ပြီးရင်သွေးရင်းအစီတွေများနေလားအဲ့ဒါကိုလည်းသွေးရင်းအစီတွေကိုလည်းကျမတို့ချပြီးမှသာသူ့ရဲ့အတွက်ကိုအသက်ရှည်ရအနာမဲ့ချောင်းကိုဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ စီချိုမျိုးစားနှစ်တည်းမှာသူတင်နာတွေအရာဆိုရင်60ရာခိုင်နှုန်းလောက်ကအမ်စီချိုတကယ်လို့ဒါဝိတ်ကိုထိမ့်လိုက်တယ်ဆိုလို့ရှိရင်စီချိုမဖြစ်အောင်ဟောတကယ်လို့ဖြစ်ပြီးခါစားမှာဆိုလို့ရှိရင်လည်းအမ်ပျောက်သွားအောင်ဟောလုံနိုင်တဲ့သူတင်နာတွေရှိပါတယ်အဲ့တော့ကျမတို့ဒါဆိုရင် weight တွေမတက်အောင်ဘယ်လိုလုပ်ကြမလဲပေါ့နော် weight တွေမတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အခါကျတော့ကျမတို့ကိုယ်လက်လှုပ်ရှားမှုလုပ်ရပါမယ် အစားအသောက်ကိုထိန်းသိမ်းရပါမယ်။ကိုလက်လှရှားမှုကိုလုပ်ရမယ်ဆိုတဲ့အခါကျတော့တကယ်တော့ဘယ်လောက်လုပ်ရမလဲပေါ့။တနေ့ကိုအနည်းဆုံး나이ဘယ်လောက်လုပ်တင်လဲ။တစ်ဘက်ကို9ရက်အနည်းဆုံးလုပ်တင်တယ်ပေါ့နော်။ဘယ်လိုလှရှားမှုမျိုးတွေလုပ်ဖို့လိုမလဲဆိုလို့ရှိရင်အဲ မြန်မြန်လမ်းလျှောက်တဲ့ဟာချွေထွက်အောင်လျှောက်တဲ့နီးပေါ့နော်။စကားလေးပြောပြီးအေးအေးဆေးဆေးလျှောက်နေတာမဟုတ်ပဲနဲ့အဲ့ဒါလေးလုံးဝမယ်ပြီးရဲ့ခါကျစိုက်ကစီးလို့ရတယ်ရေကူးလို့ရတယ်ပေါ့နော်။ဒါတော့ကိုလက်လှူရှားမှုပါ။နောက်တစ်ခုကကျတော့အစားအသောက်အနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့အစားအသောက်မှာဆိုလို့ရှိရင်တော့ ပုံမှန်အကျန်းပြောရင်တော့ကျမတို့ကအစားမဲ့အစာတွေထဲမှာဆိုလို့ရှိရင်အဲစားမကကစီတက်ကိုရှော့စားပါအစီကိုရှော့စားပါဟင်းသီးဟင်းရွက်ကိုပိုစားပါပေါ့အဲ့လိုလဲပြောပါတယ်အဲ့တော့ပကံများနဲ့ပြောမယ်ဆိုရင်ကျမတို့ကစီတက်ကလေးပုံပုံမှာတပုံပြောမယ်စားမယ်အသားငါကလေးပုံတပုံစားမယ်ပြီးရင်တစ်ချမ်းလုံးကဟင်းသီးဟင်းရွက်စားပါပေါ့အဲ့အဲ့လိုအကျန်းလဲပြောပါတယ်အဲ့တော့ ဒီအခုမှဆိုလို့ရှိရင်ကျမတို့စားတဲ့အခါမှာဒီလိုစားတဲ့ပက်တန်နေပေါ့ပက်တန်နေလဲအများကြီးဒီဥစ္စာတွေလိုက်စားနေကြတာရှိပါတယ်အဲတော့စားတာအခုခစ်စားနေတဲ့ intermittent fasting ပေါ့7နာရီပဲအစာစားမယ်16နာရီမစားဘူးပေါ့ဒီလိုနီးလန့်နဲ့လဲ weight ကိုကျအောင်လုပ်လို့ရတယ်အဲတချို့ကြတော့လဲသူက mediterranean diet တို့ dash diet တို့အဲ့လိုမျိုးတွေပေါ့ဒါဗမာပြည်မှာတော့ကျမတို့စားတာနည်းပါတယ်အဓိကကတော့ကျမတို့ကမလုပ်ရမလဲအစီ short စားမယ် နောက်ပြီးတော့ကစီဓာတ်ကိုလျှော့စားမယ်ပေါ့အဲ့တော့နောက်ဆုံးအနှစ်ချုပ်ကတော့ဘလို့ပဲစားစားကျမတို့တနေ့စာမှာလိုအပ်တဲ့ကယ်လိုရီအတွက်ကိုလျှော့စားမယ်ဆိုလို့ရှိရင်ပိန်သွားမှာပါကျမတို့ပုံမှန်အားဖြင့်ဆိုရင်အမျိုးသမီးတယောက်အတွက်ကိုကယ်လိုရီက1500လောက်လိုမယ်အဲ့ဒါကိုကျမတို့900လောက်လျှော့မယ်1000လောက်ဖြစ်အောင်လျှော့မယ်ပေါ့နော်အဲ့တော့ကယ်လိုရီ deficit ဖြစ်အောင်စားမယ်တပတ်တနေ့ကိုကယ်လိုရီ900ကနေ900ကယ်လိုရီလျှော့စားနိုင်တယ်ဆိုလို့ရှိရင် ကျမတို့ တပတ်မှာတပောင်ကနေနှစ်ပောင်အထိပိန်နိုင်ပါတယ်။ဒါအပြင်ဟိုကျမတို့အင်္ဂလန်မှာလုတ်ခဲ့တဲ့သူတင်နာအရာ diet study ဆိုတဲ့ study အရာဆိုလို့ရှိရင်စီချိုဖြစ်ပြီးတဲ့လူတွေမှာကျမတို့ဒီလို diet နဲ့ exercise နဲ့ဟို weight ကို10%ကျအောင်လျှော့လိုက်တဲ့အခါမှာလျှော့ချနိုင်တဲ့အခါမှာဒီစီချိုဖြစ်တဲ့လူလူတွေရဲ့48%ကစီချိုပျောက်ကင်းသွားတာကိုတွေ့ရပါတယ်။ အဲဒါအပြင်ကိုသူကဒီလောက်မချနိုင်ရင်တော့မှကျမတို့က weight ကို3%လောက်ကျရင်လည်းအကျိုးအများကြီးရှိပါတယ်။နောက်တခြား study တွေဖြစ်တဲ့ look head တို့ diabetes prevention program ဖြစ်တဲ့ study တွေမှာဆိုလို့ရှိရင်လည်းသူတို့က weight ကို7%ချလိုက်တယ်ဆိုရင်တော့မှစစောပြောတဲ့နှလုံးသွေးကြောပိတ်တာလေဖြတ်တာအဲ့လိုမျိုး risk တွေကို35 to 40% လျှော့ချနိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့ဝိတ်ထိန်မှုလည်းအရေးကြီးတယ်။ဝိတ်ကိုချရမယ်၊ဝိတ်မတက်အောင်ထိန်းထားရမယ်၊ဘလူးနီးနဲ့ထိန်းရမလဲ။အဲလိကျင်ငန်းပါမယ်၊အစာတောက်ပါပါမယ်။အဲ့တော့ဒီလိုဝိတ်ကိုချပြီးတဲ့အခါမှာဆိုရင်နောက်တစ်ခုကကျမတို့ဒါဆိုလို့ရှိရင်ကိုလက်စထရောပေါ့နော်သွေးရင်းအဆီအဲ့တော့ကျမတို့မှာစီးချိုယောဂရှိပြီဆိုတာနဲ့တင်သူဟာလေဖြတ်ဖို့နှလုံးသွေးကြောပိတ်ဖို့ဒီအန်ဒီယေတွေက တော်တော်ကြီးကိုများနေပါပြီအဲ့တော့စီတွင်းအစီများများမများများတောင်စီချိုတစ်ခုတည်းနဲ့တင်ဒီအန်ဒီယ်တွေကရှိနေပါပြီအဲ့တော့အဲ့ထဲမှာမှတွင်းအစီတွေများမယ်ဆိုရင်ဒီအန်ဒီယ်တွေကပို့ပြီးတော့များပါတယ်အဲဒါကြောင့်မို့လို့သူကလေဖြတ်တာနှလုံးသွေးကြောပိတ်တာခြေထောက်သွေးကြောပိတ်တာဒီ စတဲ့ဒီ NDA တွေကိုရရှိခံစားရမှာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့အသက်40ရာနေပြီးရောအသက်85နှစ်အတွင်းမှာစီချိုရှိပြီဆိုတာနဲ့ကိုကျမတို့သွေးရင်းအစီကြစီကိုတောက်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်ဒီထက်ပိုပြီးတော့လေးဖြတ်ထားတယ်နှလုံးသွေးကြောပိတ်ထားတယ်ရှောက်ကသွေးကြောတွေကျင်းနေတယ်ဒီလို NDA တွေပါရှိတဲ့လူဆိုလို့ရှိရင်သွေးရင်းအစီကြစေးကို ပို့ပြီးတော့အင်အားများတဲ့ဟာကိုပို့ပြီးတော့သုံးရမှာ ဖြစ်ပါတယ် အဲမဝအောင်ပေါ့နော်ထိန်ရမယ်အဲပြီးရင်လည်းဝိတ်မတက်အောင် ထိန်ရမယ်အဲ့တော့ဝိတ်ကြီးကိုတက်တယ်မတက်ဘူးဆိုတာတော့ကျမတို့ဘာနဲ့ပြောကြလဲဆိုရင် BMI ပေါ့နော် အဲ BMI ဆိုတာ ਨੇ ပြောတယ်တကယ်တော့ကျမတို့ Asian အတွက်ဆိုလို့ရှိရင် BMI ကိုတိုင်းလို့ရတယ်ပေါ့ weight ကဲ height ကဲပေါင်းပြီးတော့ A formula တွေကိုထည့်လိုက်ရင် BMI ဆိုတာတိုင်းလို့ရတယ်ပေါ့အဲ့အဲ့ဒီ BMI ကကျမတို့ Asian အတွက်ဆိုလို့ရှိရင်23မကျော်ရဘူးပေါ့နော်23ကျော်ရင်သူက overweight ဖြစ်တယ်28ကျော်ရင်တော့အဝလွန်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကြည့်လို့ရတယ်နောက် car size ပေါ့နော် car size တိုင်းပြီးတော့လေ တိနိုင်နေပေါ့အဲ့တော့ဒီဟာလေးတွေကိုခုဟာကိုကျမတို့ကဝိတ်မတက်အောင်ဘယ်လိုကြည့်မလဲနှိမ့်စင်ပေါင်ချိန်မယ်ပေါင်ချိန်ပြီးကိုဝိတ်ကိုမတက်အောင်ကိုကစောင့်ကြည့်နေရမယ်ပေါ့ဝိတ်ကို washing လုပ်ရမယ်ဝိတ်မတက်အောင်ထိန်းထားဖို့လိုအပ်ပါတယ်ပေါ့ဒါကဝိတ်နဲ့ပတ်သက်ပြီးတော့မဝအောင်ဝိတ်ထိန်းတဲ့ဟာလေးကိုပြောတာပါ နောက်တစ်ခုကတော့ကျမတို့ဆော့ဆော့ရုံးကကိုလက်စထရောပေါ့နော်သွေးရင်းအဆီပေါ့နော်အဲ့ကျမတို့ကစီးချိုရှိပြီဆိုတာနဲ့တွင်သွေး သွေးကြောတွေပိတ်ဖို့အန်ဒီရီကများနေပြီပေါ့နော်အဲ့လိုဖြတ်နိုင်နေနှလုံးသွေးကြောပိတ်နိုင်နေခြေထောက်ကသွေးကြောတွေပိတ်နိုင်နေဒီအန်ဒီရီတွေရှိတယ်အဲ့တော့သွေးရင်းအစီမများရင်တောင်မှပဲစီချိုရှိနေပြီဆိုတာနဲ့ကိုကျမတို့သွေးရင်းအစီကြာစီကိုတောက်ရပါတယ်အဲ့တော့ နောက်တစ်ခုကတကယ်လို့လေဖြတ်ထားတယ်နှလုံးသွေးကြောပိတ်ထားတယ်ဆိုရင်ပို့ပြီးတော့ဆွမ်းအားမြင့်တဲ့သွေးရင်းအစီကြစီကိုပို့ပြီးတော့တောက်ရတယ်ဒါကြောင့်မို့တချို့လူနာတွေကဆိုလို့ရှိရင်ကျမတို့ကိုမေးတယ်အာသူတို့ရဲ့သွေးရင်းအစီမများတော့ဘူးသွေးရင်းအစီကြစီရဲရမလားအဲ့လိုတွေလည်းမေးပါတယ်ဟောဒီသွေးရင်းအစီကြစီတွေကတော့စီချိုရှိနေပြီဆိုရင်ကျမတို့မတက်ဘူးဆိုရင်လည်းတောက်ရပါတယ်ပေါ့နော်အဲ့တော့တောက်ပြီးတော့အဲ့တော့သွေးရင်းအစီကိုကျမတို့ဘယ်လိုစစ်မလဲဘယ်တော့စစ်ရမလဲပေါ့ ဘယ်တော့ဆေးရမလဲဆိုရင်ကျမတို့စီးချိုရှိပြီဆိုတာနဲ့စပြီးဆေးရမယ်။စပြီးတော့စစ်ပြီးတဲ့ခါကျလို့ရှိရင်နောက်တစ်ခုကကျစီးစတော့မယ်ဒါမှမဟုတ်လို့ရှိရင်စီးအပြောင်းလဲလုပ်တယ်ဆိုတဲ့အခါမှာပြန်ပြီးတော့စစ်ပါတယ်။အင်း तू ကကိုလိုချင်တဲ့ target ပေါ့နော်အဲ့ထဲကိုရောက်သွားပြီရောက်သွားပြီဆိုလို့ရင်တော့တစ်နှစ်တစ်ခါဆက်ပြီးတော့စစ်ပါတယ်အဲ့ပုံမှန်အဖြစ်တော့ target မရောက်သေးရင်တော့ကျမတို့ 3လ6လမှာပြန်စစ်ပါတယ်အဲ့တော့ target ဆိုတာကဘာကိုကြည့်လဲပေါ့နော်ကျမတို့မှာမကောင်းတဲ့သွေးရင်းအဆီပေါ့ LDL cholesterol ကိုကြည့်ပါတယ်နောက် triglyceride cholesterol ကိုကြည့်ပါတယ်ကောင်းတဲ့ cholesterol ကတော့ HDL cholesterol ကိုပြောပါတယ်အဲ့တော့ LDL cholesterol ဆိုရင်ကျမတို့ကသွေးလေဖြတ်တာမရှိဘူးနှလုံးသွေးကြောပိတ်တာမရှိဘူးဆိုလို့ရှိရင်တရာအောက်ကိုရောက်မှာ သူဟာထိတ်နိုင်တယ်လို့ခေါ်တယ်။အဲဓမ္မဖုံရင်လေးဖြတ်ထားတယ်နှလုံးသွေးကြောပိတ်ထားတဲ့ဟာရှိတယ်ဆိုရင်ကျမတို့80အောက်ရောက်အောင်ခြာရမှာဖြစ်ပါတယ်။ဒါသွေးရင်းအစီအရင်နဲ့ပတ်သက်ပြီးတော့ကျမတို့ဟာထိတ်ညှိဖို့ရယ်စောင့်ကြည့်ဖို့ရယ်သူ့ကိုစစ်ဆေးဖို့ရယ်ပြောတာပါ။နောက်တစ်ခုကသွေးတိုးပေါ့နော်။သွေးတိုးအတွက်ဆိုလို့ရှိရင်တော့ကျမတို့ဟာသွေးပေါင်ကိုအဲပုံမှန်ချိန်ဖို့လိုအပ်တယ်။ပုံမှန်ချိန်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကအဲကျမတို့ဆေးခန်းရောက်ရင်ချိန်ပဲ။ ဒါမှမဟုတ်ရင်ပဲချိန်ပြည့်ရင်တော့အနည်းဆုံး6လမှာတခါတော့ချိန်သစ်ပါတယ်။ချိန်တဲ့အခါမှာကျမတို့သွေးပါမသည်120နဲ့80ကိုကျော်ပြီးဆိုလို့ရှိရင်ဒါသူဂူးဆက်ရတော့မယ်။သူကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်။အစားတောက်မှအငန်လျှော့စားတာလုပ်ရမယ်။သွေးပါကိုစောင့်စောင့်ကြည့်ရတော့မယ်ပေါ့။ကျမတို့130 80ရဲ့အပေါ်ကိုရောက်ပြီဆိုရင်တော့ကျမတို့သွေးပေါင်ကြစီတောက်ဖို့ လိုအပ်တာမျိုးရှိလာနိုင်ပါတယ်။ဒါကြောင့်မလို့သွေးပေါင်ကိုလည်းကျမတို့စောင့်ကြည့်ရမယ်၊ချိန်ကြည့်ရမယ်ပေါ့။အခုခေတ်မှာတော့ကျမတို့သွေးပေါင်ချိန်တဲ့ဆက်လေးတွေကလည်းအိမ်တိုင်းလိုလိုမှရှိတယ်။ရှိတဲ့အတွက်ကြောင့်စေကန်းသွားပြီးချိန်စရာမလိုတော့ဘူး။ကိုယ့်ကိုယ်အိမ်မှာသွေးပေါင်လေးချိန်မယ်။120 80ထက်ကျော်ပြီဆိုလို့ရှိရင်တော့ကျမတို့ဒါဂယုစရတော့မယ်အဲစားတော့ငန်လျှော့စားမယ်လီချင်ငန်းနေလုံမယ်130 80ကိုချိန်တိုင်းကိုကျော်နေပြီဆိုရင်တော့ဆရာဝန်နဲ့ဆွေးနွေးရမယ်စေးစားတော့ဖို့လိုအပ်ပြီလားကြီးစုဖို့လိုအပ်ပါတယ်အဲဒါဆိုရင်တော့ဆရာကြီးကျမအခုဆွေးနွေးတဲ့အထဲမှာတော့ weight ကိုထိန်းညှိတာရဲ့သွေးရင်းအစီကြတာရဲ့နောက်တစ်ခုကကြတော့အာသွေးပေါင်အတွက်ကိုပါပြောပါတယ်အဲ့တော့ ကိုလက်စထရောမှာတော့ကျွန်မတို့ဆော့ဆော့ပြောသလိုသွေးရင်းအဆီမှာလည်းကျွန်မတို့ဆော့ဆော့ပြောသလိုပဲ target ကတော့ကျွန်မတို့ LDL ကိုလက်စထရောဆိုရင်တရားအောက်မှာ ထားပေးရမယ် triglycerides ဆိုလို့ရှိရင်လည်း150မကျော်အောင်လုပ်ပေးရမယ်သွေးပေါင်ကျဉ်ဆိုရင်130 80အောက်မှာထားပေးရပါမယ်ကိုအလေးချိန်ဆိုလို့ရှိရင်တော့ကျွန်မတို့ Asian အဲလူတွေအတွက်ဆိုရင်23ရက်အောက်မှာထားပေးမှကျမတို့ကစီချိုနဲ့တွဲတယ်သွေးတို နှလုံးအစီကိုလေးချိန်ဓာတ်တွေကိုဆန့်ညွှန်းနဲ့ထားပေးမှသာသူဒီအသက်ရှိအနာမဲ့ပြီးတော့ကျန်းမာမဲ့လူတယောက်ဖြစ်မှာဖြစ်ပါတယ်ဆရာကြီးရှင့်အဲ့တော့ကျမတို့တရခင်နဲ့ဒေါ်စန်းသန်းဝင်းတို့ရဲ့ရဆွေးနွေးကြရဆိုရင် ကျွန်တော်သွေးကြိုကောင်းအောင်အာ SMBG လို့ခေါ်တဲ့နေ့စဉ်သွေးကြိုဖောက်ခြင်းနောက်ပြီးတော့၃လတခါဖောက်တဲ့ HB1C စစ်ဆေးခြင်းအခုနောက်ခေတ်ပေါ်နီလန်အဖြစ် continuous glucose monitoring ဆိုတာနေ့စဉ် နစလီနိုင်သူကြတဲ့ကိုစောင့်ထင်းချင်းဒါကြီးကျွန်တော်တို့အစအလင်းတက်တို့ကျွန်တော်စစ်ဖို့လုပ်ရဲဆီမတော်ဆန်းဆန်းဝင်းရဲ့ဆွေးနွေးချက်ရဆိုရင်သွေးကြိုတစ်ခုတည်းနေမကဘူးကျွန်တော်သွေးတူလာသွေးတူဘယ်လောက်ထားရမလဲကိုလေးချင်းကိုဘယ်လောက်ထားရမလဲသွေးရင်းစီဓာတ်တွေဘယ်လောက်ထားရမလဲကျွန်တော်တို့ဒါတွေကိုကျွန်တော်အများနဲ့စစ်ဆေးနေဖို့လုပ်ရဲပေါ့ကျွန်တော်ထပ်ပြီးဖြည့်ပြီးဆွေးနွေးရမယ်တော့နောက်တစ်ခုကတော့သူရဲ့နောက်ဆက်တွဲယောဂတဲမှာကျွန်တော်ကမျက်စိမမြင်ခြင်းနဲ့အဲနှလုံးပေါ့အဲနဲ့နဲ့ နှလုံးနဲ့ဟိုကြောက်ကပ်ဖြစ်စင်းချင်းပါတော့အဲ့ထက်မှာ microalbuminuria ဆိုတဲ့ဟာလေးလည်းကျွန်တော်တို့အနည်းဆုံးတော့3လနဲ့6လတခါလောက်ပေါ့နော်အဲစီးစစ်စစ်ချင်းကျွန်တော်တို့လုပ်ဖို့သင့်တယ်နောက်က retinopathy ပေါ့မျက်စိကိုလည်းအနည်းဆုံးတစ်နှစ်တခါတော့မျက်စိဆံဝန်နဲ့ပြပြီးတော့မျက်စိရဲ့အနောက်ဘက်ကိုအနောက်ဘက်ခြမ်းကိုစစ်ဆေးဖို့လိုတယ်ပေါ့ retinopathy နော်အဲ့တော့ microalbuminuria အဲ့ဒါဆိုရင်တော့ကျွန်တော်ပြီးပြည့်စုံနဲ့စောင့်ထိန်ခြင်းပေါ့ပြီးသွားမှဒါဆိုရင်ကျွန်တော်ရဲ့ ယူမှန်ချက်ဖြစ်တဲ့နောက်ဆက်တွဲယောဂများကာကွယ်ခြင်းအတွက်များစွာထောက်ကူဖြစ်ပါလိမ့်မယ်လို့